လလန်းကလေးဘတော်မှအများကြီးမယူတောင်းတောင်းညှိပေးတယ်ဟာအဆင်ပြေအောင်ပေါ့နော်အမြင်နဲ့ဟိုးတွေကလည်းအမတို့ပြောဘူးတယ်အကုန်လုံးပြောဘူးတယ်လလန်းဟိုဘာလို့မှလဲပေါ့နော်သူတို့အဆင်ပြေအောင်ညှိပေးအေးရတဲ့လူဆိုရင်တော့သူတို့ဘက်ကကိုယ်ကျေးဇူးတင်လို့ဆိုပြီးစာရေးလေးနဲ့မိုးထက်ပေးတာကိုခံရတယ်အဲ့အတွက်ပြောတယ်အဲ့လောက်ပဲ အဲ့ကြောင့်လက်မလေးအများကြီးလဲဟိုစုမိစားမှုတွေလည်းမရှိဘူး။ဟောပြောရမယ်ဒီလောက်အတင်းတင်းလေးနေပဲသွားရတယ်။ကိုကကိုအခြေခံသဘောမျိုးလေးပဲပေါ့။ကိုကလည်းခေါပြင်နိုင်အောင်ကိုကလည်းပြင်နိုင်အောင်အဲ့လိုမျိုးလေးပေါ့ဟုတ်။အဲ့လိုလေးတယ်မြင်ရတာပေါ့နော်။အဲ့လိုဆိုရင်တော့လည်းမလိမ့်နဲ့ပေါ့ဟုတ်တယ်မလား။အစဉ်ပြဲလူသွားလေးပေါ့။ပြီးရင်တချို့ရရှိတယ်ဘာသုံးတာလဲပါသေးတယ်။ဘာသုံးတာလဲဆိုရင်လမ်းပြောချင်တာအဲ့လိုသုံးတာဆိုရင်ကိုကကိုပဲသုံးလိုက်တော့လေ။ကိုခေါမနေနဲ့တော့ဟုတ်တယ်မလား။ကိုအပ်ပြီးယုံကြည်ရဲဆိုရင်တော့ဘာသုံးသုံးလေးဟုတ်တယ်မလား။သူတို့ရှင်းပြနေကြတော့လမ်းမလို့ပြီးရင်လမ်းကဟိုဘယ်လိုပြောမလဲဟုတ် ဘယ်လိုပြောမလဲ rehearsal လိမ့်ပြီးတဲ့ makeup ဆရာတွေမှာမပအောင်ကို့ယုံကြည်လို့အမှတော့ rehearsal မလိမ့်တော့ဘူးလीဟုတ်တယ်မလားမယုံကြည်သူများသွားလိမ့်ပေါ့အဲ့လိုမျိုးပဲတွေးထားရတယ်ဟုတ်ကျုံရပေါ့ rehearsal လိမ့်ခံမယ်လေအဲ့ rehearsal ကသူတို့ပေးမှာလားတို့ပေးရဆိုတော့လိမ့်ခံလိုက်မယ်သူတို့မပေးဘူးဆိုရင်တော့ကိုမိတ်ကကုန်တယ်လေကိုလည်းအများကြီးယူထားတာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့ဟုတ်ပေါ့ပေါ့ပဲလိမ့်တော့လေပေါ့ပေါ့ပဲပေါ့ကိုကအဲ့ချိန်မှာတော့ဟိုသူတို့နဲ့တော့လိုက်ပြီးတော့ဟိုအငင်းခုန်နေတော့ဦးလीနော်ကိုဘက်ကိုအကောင်းဆုံးကိုလာတော့ လာပြီးတော့ဆက်ဆံတယ်လို့ကိုအကောင်းဆုံးချပြရတယ်။အဲ့လိုလူတွေကိုလည်းကိုကသူတို့လိုပဲမှန်တစ်ချက်လိုပဲအဲ့လိုပဲဆက်ဆံလိုက်တယ်။အာ cosmetic တွေကတက်တော့တက်ရတယ်။တက်ဆိုတော့ကိုရဲ့အသိအမလားချစ်တဲ့သူတွေကမနေနဲ့တက်မယ်နော်။အာသူတို့လိန်တော့လည်းလိုပဲနေနဲ့တက်မယ်နော်ဆိုတော့ကိုမိသားစုဖြစ်နေတော့သူတို့ကအကြောင်းမဟုတ်ဘူးပေါ့။ကိုခင်တဲ့လူတွေကတော့ဒါပေမဲ့တချို့ကျတော့နေပွဲတွေကျတော့တက်ရတာပေါ့မှားရတယ်တိလား။ဟုတ်ဟုတ်ဟုတ်။အများကြီးမတက်ပါဘူး။ ၃၄၅သိန်းအဲ့လောက်ပါပဲဟိုကားစိတ်လေးနေနဲ့အဲသွားလာစိတ်လေးစားစိတ်လေးပေါ့ဟုတ်လလန်းကလေးဘတော်မှအများကြီးမယူတယောက်နဲ့တယောက်ညှိပေးတယ်အဆင်ပြေအောင်ပေါ့နော်အမြဲတမ်းဟိုးတွေကလည်းအမတို့ပြောဘူးတယ်အကုန်လုံးပြောဘူးတယ်လလန်းဟိုဘာလို့မှလည်းပေါ့နော်တို့အဆင်ပြေအောင်ညှိပေးအေးရတဲ့လူဆိုရင်တော့တို့ဘက်ကကိုယ်ကျေးဇူးတင်လို့ဆိုပြီးစားရည်လေးနဲ့မဝိုးထပ်ပေးတာကိုခံရတယ်အဲ့အတွက်ပြောတယ်အဲ့လောက်ပဲ အဲကြောင့်လက်မလေးအများကြီးလဲဟိုစုမိစားမှုတွေလည်းမရှိဘူး။ဘာဖြစ်ရမလဲဒီလောက်အတင်းတင်းလေးနေပဲသွားတယ်။ကိုကကိုအခြေခံသဘောမျိုးလေးပဲပေါ့။ကိုကလည်းခေါပြင်နိုင်အောင်ကိုကလည်းပြင်နိုင်အောင်အဲ့လိုမျိုးလေးပေါ့ဟုတ်။အငြင်းတန်းရှင်းနှိမှုပေါ့နော်။အဲ့ဒါလေးလိုချင်တာပါဟုတ်ဟုတ်။အဲ့လိုလေးတယ်မြင်ရတာပေါ့နော်အဲ့လိုဆိုရင်တော့လေမလိမ့်နဲ့ပေါ့ဟုတ်တယ်မလားအစင်ပြဲလူသွားလေးပေါ့ပြီးရင်တချို့ရရှိတယ်ဘာတုံးတာလဲပါသေးတယ်ဘာတုံးတာလဲဆိုရင်လမ်းပြောချင်တာ အဲ့လိုတုံးတာဆိုရင်ကိုယ့်ကိုယ်ပဲတုံးလိုက်တော့လေကို့ company နဲ့တော့ဟုတ်တယ်မလားကို့ app ပြီးယုံကြည်ရယ်ဆိုရင်တော့ဘာတုံးတုံးလေဟုတ်တယ်မလားသူတို့ရှင်းပြနေကြတော့လမ်းမလို့ပြီးရင်လမ်းကဟိုဘယ်လိုပြောမလဲဟုတ်ဘယ်လိုပြောမလဲ rehearsal လိမ့်ပြီးရဲ့ make up ဆရာတွေမှာမပါအောင်ကို့ယုံကြည်လို့ app မှာတော့ rehearsal မလိမ့်တော့ဘူးလေဟုတ်တယ်မလားမယုံကြည်ရင်သူများသွားလိမ့်ပေါ့အဲ့လိုမျိုးပဲတွေးထားရတယ်ဟုတ်ကျုံကတော့ rehearsal လိမ့်ခံမယ်လေအဲ့ rehearsal ကသူတို့ပေးမှာလား သူတို့ပေးတယ်ဆိုရင်တော့လိန်ခံလိုက်မယ်သူတို့မပေးဘူးဆိုရင်တော့ကိုမိတ်ကတ်ကုန်တယ်လေကိုလည်းအများကြီးယူထားတာမဟုတ်မှာရဲ့အဲ့လိုမျိုးပေါ့ဟုတ်ပေါ့ပေါ့ပဲလိန်တော့လေပေါ့ပေါ့ပဲပေါ့သူကိုကအဲ့ချိန်မှာတော့ဟိုသူတို့နဲ့တော့လိုက်ပြီးတော့ဟိုအငင်းခုန်နေတော့ဦးလေနော်ကိုဘက်ကိုအကောင်းဆုံးကိုလာတော့လာပြီးတော့ဆက်ဆက်နေလို့ကိုအကောင်းဆုံးချပြရတယ်အဲ့လိုလူတွေကိုလည်းကိုကသူတို့လိုပဲမှန်တစ်ချက်လိုပဲအဲ့လိုပဲဆက်ဆက်လိုက်တယ် လမ်းချစ်တဲ့ပြည်သက်တရောအလမ်းကိုဒီကနေ့ကြည့်နေတဲ့လူတွေရောပေါ့နော်လမ်းကျူးစားသွားပါမယ်2025တနည်းတစ်နှစ်မတူအောင်ကျူးစားပါမယ်ရှင်2026မှာလည်းဘယ်လိုလေးလာမလဲဆိုတာကြောက်မယ်နော်ကျေးဇူးပါပေါ်ပြလာမှာပါ